ခန္ဓာကိုယ်ရတော့လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါပါရှိရယ် comfort ဖြစ်နေရယ်လို့ခံစားရပါမယ်ကိုယ့်ရဲ့စိတ်ထဲမှာတော့အမြဲလုံးရအောင်ပဲလုံးစရာရှိနေရတယ်ဆိုတဲ့အတွင်းနဲ့တစ်ချိန်တိုင်းလေးလံနေတာပေါ့နော်ဒါကို force comfort stress လို့ခေါ်ပါတယ်။ဘာကြောင့် force comfort stress တွေကိုရောက်ကြရလဲဆိုတော့ခါကြတော့အားလုံးပဲမင်္ဂလာပါ Aries Fire ကနေပြန်နေကြိုးဆိုပါတယ်။ဒီနေ့မှာတော့ comfort zone မှာတကယ် comfort ဖြစ်နေရလားဆိုတဲ့ကောင်းစင်လေးနဲ့ဆွေးနွေးတော့မှာဖြစ်ပါတယ်။ ီဗီဒီယိုကအမှန်တိုင်းပြောရလို့ရှိရင် knowledge share ရဲ့ပြင်ပုံပုံကို remind လုပ်တဲ့ဗီဒီယိုလေးဆိုလည်းမမှားပါဘူး။ဘာလို့လဲဆိုတော့ကျွန်တော်ဒီတစ်ပတ်အတွက်ပေါ့နော်ဗီဒီယို idea ရှာတော့ဗီဒီယို content idea ရှာတော့ဟာကြတော့ရှာဖို့လို့ကိုပဲပုံပုံကိုမနေတွန်းအားတော့အဆင်တော်မဟုတ်တော့ပါဘူးကိုကိုဖိအားပေးပြီးတော့ခါရတဲ့အဆင်ရောက်လာပြီ။ဘာလို့လဲဆိုတော့အနင်းရှာမဖြစ်တော့မင်းရှာကိုရှာတော့ဆိုပြီးတော့ကိုကိုကို idea ရှာခိုင်းပြီးတော့မ ဒီ video content ဖြစ်လာတာပေါ့နော်အဲ့ဒီကနေပဲအာဒီဒီဘက်မှာတော့ငါကိုယ်တိုင်းလည်းအဆင်မပြေဘူးပေါ့နော်ကိုကိုကိုလည်း remind လုပ်တဲ့အနေနဲ့ဒီ comfort zone မှာတကယ် comfort ဖြစ်နေရလားဆိုရင်အောင်စင်မျိုးရွေးပြီးတော့အာ share ပြီးလုပ်ပြတာဖြစ်ပါတယ်ဒီ comfort zone နဲ့ပတ်သက်ပြီးတော့မဆွေးနွေးခင်မှာပထမဆုံးအနေနဲ့ကျွန်တော်ဒီအပိုင်းမှာဘာတွေလုပ်ဖြစ်နေတယ်ဘယ်လိုနေထိုင်ရဲဆိုတဲ့အကြောင်းလေးအရင်ဆုံးပြောပြပါမယ်အာအခုကဒီ video လုပ်တဲ့ရက်က October ဒုတိယပတ်ပေါ့နော် အာစက်တင်ဘာလအရင်က6လပိုင်းစက်တင်ဘာလအာ ठी ကိုကျွန်တော်အာ plan ရေလုပ်ပြီးတော့ခါကြတော့ကျွန်တော်ရဲ့ page မှာ content တွေပုံမှန်တင်ဖြစ်တယ်ပြီးတော့လုပ်ဆရာရှိတဲ့အားတွေကို design မှတ်မှတ်လုပ်ဖြစ်တယ်ကွယ်လုပ်ဖြစ်ပြီးတော့29ရက်နေ့မှာအာကျွန်တော်မထင်မှတ်ဖက်နဲ့အလုပ်ရတယ်အလုပ်ရတယ်ဆိုတာကအလုပ်ကနှစ်ခုရတယ်တနေ့တည်းမှာလုံးနှစ်ခုရတယ်ဘယ်လိုမျိုးလဲဆိုတော့ခါကြတော့အာမနက်ပိုင်းမှာကျွန်တော်ရှောက်ထားဖို့ရဲ international school က english tutor အနေနဲ့ အင်တာဗျူးခေါ်ရယ်ညနေပိုင်းရောက်တော့ကျွန်တော်တကယ်ချင်းကြောက်ပါနေတဆင်ပေါ့နော်အာကဖေးမှာအာလုံးရရှိရပေါ့နော်လုံးမလားဆိုပြီးတော့ကန်လန်းလာတယ်ဆိုတော့လောက်ကနှစ်ခုပေါ့တခြားလူတွေတော့မသိဘူးကျွန်တော်ပုံမှာဒီလိုနှစ်ခုဆိုတာအများတန်းလို့လို့ကြုံဖြစ်တယ်ဘယ်လိုမျိုးလဲဆိုတော့အခါကျတော့အခုတော့မဟုတ်ဘူးလွန်ခဲ့တဲ့နှစ်နှစ်တုန်းကလည်းအလုံးလျှောက်ထားတယ်အလုံးထုတ်တော့မယ်အင်တာဗျူးခေါ်မယ်ဆိုရင်တပြိုင်နက်သေး နေရာတစ်ခုကနေအလုပ်ခေါ်တာမျိုးပြီးတော့ကြောင်းလျှောက်တယ်အင်တာဗျူးဖြေရမယ်ဆိုတော့ကြောင်းလျှောက်တယ်ရတယ်ဆိုလို့ရှိရင်တပြိုင်တည်းနှစ်ခုကနေရတာမျိုးအဲ့လိုမျိုးနှစ်ခုမှတ်ဖို့ပေါ့နော်အာရွေးချယ်ရတဲ့အချိန်တွေအရင်ဖြစ်တယ်အခုချိန်လည်းအဲ့လိုပဲအခုအချိန်နေရာလည်းအဲ့လိုပဲပေါ့နော်အာကဖေးမှာလုံးမှာလားအင်္ဂလိပ်တူတာလုံးမှာလားအလုပ်ကနှစ်ခုဖြစ်လာပြီဆိုတော့ကျွန်တော်တခုကိုရွေးချယ်ရအောင်အခုရွေးချယ်မယ်ဆိုပြီးတော့ analysis လုပ်ကြည့်ရောကဖေးပထမဆုံးကဖေးပေါ့နော်ကဖေးမှာအလုပ်လုပ်ရင်ကြတော့အာ full time လုပ်လို့ရတယ်တနေ့ကို၈နာရီလုပ်လို့ရတယ်ပြီးတော့ဒါပေမဲ့သူကကြတော့ဘာသာကအများကြီးမရအောင်နည်းနည်းပဲရတယ်ဟောပြီးတော့ကျွန်တော်ဗီဂန်နာလည်းဖြစ်တယ်ပေါ့နော်ဒီနိုင်ငံမှာကကြတော့ကဖေးတွေဘာလို့ဆိုတော့ကသူတို့ဘာသာစကားတက်တဲ့လူတွေပဲဦးစားပေးခေါ်တာများတယ်ဒါပေမဲ့ကျွန်တော်ကကြတော့ foreigner လည်းဖြစ်တယ်ပြီးတော့သူတို့ဘာသာစကားလည်းမတက်ဘူးဆိုတဲ့အခြေအနေမှာတော့သူတို့ပေးတဲ့လာစာကအာဒါကအခြေခံလာစာပေါ့နော်အာဒါမဲ့အာ တနေ့ကို၈နာရီလုံးလိုက်မယ်ဆိုရင်တော့ကျွန်တော်လိုချင်တဲ့ငွေအမောင်ရနိုင်တယ်။အဲ့ဒါနောက်တစ်ခုကကြတော့အခုနကကျောင်းပေါ့နော်။အာ international school မှာအင်္ဂလိပ် tutor ဖြစ်လို့။ဆိုလို့ရှိရင်ဘာဖြစ်လာလဲဆိုတော့အင်္ဂလိပ် tutor ဖြစ်လို့တာကဒီ cafe နဲ့ဆက်လို့ရှိရင်တနေ့လောအားကားကများတယ်။ဒါပေမဲ့သူ့မှာကတပတ်ကိုအော်၅ချိန်ရှိတယ်၆ချိန်ရှိတယ်ဆရာမတယောက်ကိုဆိုပြီးတော့သူက limit ရှိရယ်ကိုလိုချင်တဲ့လောက်ကိုလိုချင်တဲ့လောက်အချိန်မရဘူး။ တစ်ဘက်ကမှ9ချိန်6ချိန်ဒါတိုးပေးထားတဲ့အချိန်တိုင်းနဲ့လုပ်လို့ရတယ်ဆိုတော့ခါကြတော့ဆက်ဆက်တော့ပူရတယ်ဒါပေမဲ့အာလုတ်ချိန်အလုတ်လုံးရမယ့်အချိန်နဲတယ်လောကကရမယ်မူနဲတယ်ဆိုတော့အဲ့ဒါဆိုလို့ရှိရင်တခုတက်တက်ကိုလုတ်ဖို့စဉ်းစားလိုက်အဲ့ဒါဆိုရင်ဒါကိုမလုတ်ခဲနဲ့ဒီကဖေးမှာလုတ်ဆိုလို့ရှိရင်လေကျွန်တော်ကဖေးမှာတွားလုတ်မယ်လို့အော်မလုတ်ခင်ပေါ့နော်ဒီအစမ်းသွားလုတ်ကြည့်ရအဲ့တော့ကြည့်ဘာတိလာလဲဆိုတော့ကဖေးမှာကဒီကျွန်တော်တို့လုတ်မဲ့ကဖေးက နိုင်ငံသားတွေအတွက်အဓိကရွေးပြီးဖွင့်ထားတဲ့ကစည်းဖြစ်တယ်ဆိုတော့ဈေးတွေအရန်မြောက်တယ်အာကျွန်တော်အဲ့ဒီမှာ၄နာရီလောက်အချိန်ပိုင်း၂ရက်တပတ်လောက်လုပ်ခဲ့ပေါ့နော်၄နာရီလောက်အတွင်းမှာမှာအာ customer 5ယောက်လာတယ်5ယောက်ဆိုတာရမ်းမြပဲပုံမှန်ပဲပေါ့နော်6ယောက်9ယောက်လောက်လာရင်တော်တော်များနေပြီလို့ပြောလို့ရတယ်ဘာလို့ဆိုတော့သူတို့ကအာနိုင်ငံခြားသားတွေအတွက်ကြီးွယ်ပြီးတော့ဖွင့်ထားတာဖြစ်တယ်ဆိုတော့ Vietnamese တွေဒီနိုင်ငံက Vietnamese တွေက တိတ်တိဆိုင်ကိုမလာကြအောင်ဈေးကြီးရယ်တို့ခြေအနေနဲ့ဆိုရင်ဒါဈေးကြီးရယ်လို့ပြောရမယ်။ဒါပေမဲ့အာကိုရီးယားလိုလိုမျိုးတရုတ်လိုမျိုးလူတွေကကြာဒီဆိုင်မှာလာစားရယ်ပေါ့နော်လာတောက်တယ်ဆိုတော့ခါကြတော့ဒီချိန်ကာလအတွင်းမှာပြီးတော့ဝန်တန်းကွယ်ဝန်တန်းဆိုတော့ခါကြတော့ဖုန်းသုံးနေလို့လည်းမရဘူးလေ။ပြီးတော့အော်ဟုတ်ပြီဖုန်းသုံးနေလို့မရဘူးဆိုတော့စာအုပ်ဖတ်မယ်ဆိုတော့လည်းအဆင်မပြေဘူးပေါ့နော်။အလုပ်ချိန်မှာဆိုတော့အတိုင်းပဲဘာလုပ်နေရလဲဆိုတော့ဘာမှလုပ်မနေရဘူး။ရိုင်းနဲ့ထိုင်းနေရတယ်။စကားပြောမယ်ဆိုတော့လည်း လေးနာရီလုံးဘသူမှလေစကားမပြောနိုင်ဘူးပြီးတော့ကျွန်တော်နဲ့တူတူတွဲလို့ရတဲ့လူကဒီ PNM ကလူမျိုးတယောက်ဖြစ်တယ်ပေါ့နော်။ကောင်းမလေးလေးတယောက်ပေါ့နော်။သူနဲ့တစ်ချိန်လုံးစကားပြောမယ်ဆိုလေအာမြန်မာချင်းချင်း PNM ချင်းချင်းစကားပြောရတာမဟုတ်ဘူး။ကိုစကားကိုသူနားမလဲသူစကားကိုကိုနားမလဲနေကိုယ့်အကိုခံမှန်းပြီးတော့ပါလာပြန်ပြီးတော့နားလည်အောင်လုပ်ရတဲ့အခြေအနေပဲ။ဆိုတော့အချိန်ပြည့်ကြီးဒီ၄နာရီလောက်မှစုစုပေါင်းလုံးလုံးဆင်ရနိုင်ဝက်တနာရီပဲရှိတာ။ဒါပေမဲ့အာ၃နာရီလောက်ထိုင်ပြီးစကားမပြောနိုင်ဘူးဆိုတော့ ဘယ်လိုခံစားမိလဲဆိုတော့အချိန်အရန်ကုန်နေပေါ့နော်ဒီအချိန်မှာငါဒါလုပ်လိုက်ရင်ဒါရမယ်ဆိုတော့အတွေးတွေပေးပြစ်လာတယ်ဆိုတော့မနိုင်ရောကျွန်တော်၈နာရီကြောင်အဲ့လက်ဖက်ဆိုင်မှာမလုပ်နိုင်ကဖေးမှာမလုပ်နိုင်ဘူးဒါပေမဲ့အဲ့ဒါဆိုလို့ရှိရင်ကျူတာဒီ international school မှာကျူတာလုပ်လိုက်ပါလားဆိုတော့လေကျွန်တော်လိုချင်တဲ့ငွေအမောင်းကမရဘူးမရောက်ဆိုတော့အလုတ်ကတစ်ခုတစ်တက်ကိုလုပ်လိုက်မယ်ဆိုတော့ရည်ရွယ်ချက်ကလည်းအထမမြောက်ဘူးပေါ့နော်ဒီရာထဲမှာဘာဖြစ်သွားလဲဆိုတော့ကျွန်တော်တို့ကျောင်းရဲ့ schedule ပေါ့နော် ျွန်တော်လက်ဖက်ရည်ဆိုင်ကတစ်ထည်နဲ့အရင်စနေတုန်းကကျွန်တော်တို့ကျောင်းကနေ့လယ်ပိုင်းတက်တာမနက်ခင်းဆိုလို့ရှိရင်ကျွန်တော်က7နာရီပြီးအားတယ်ဆိုတော့ကျွန်တော်လက်ဖက်ရည်ဆိုင်ကတစ်ထည်နဲ့ကျွန်တော်နှိထားတာကမနက်6နာရီခွဲကနေ10နာရီခွဲထိ4နာရီတို့ကဖေးမှာအလုပ်လုပ်မှာပေါ့နော်ဒါသူကလည်းတဘောတူထားတယ်ဆိုတော့အဲ့ဒီတိုင်းတွားမိပေါ့နော်။ဒါပေမဲ့ရုပ်ရည်ရဲ့ចောင်းကရှယ်ကျူကမနက်ပိုင်းဖြစ်သွားတယ်။မနက်ခင်း9နာရီရနေပြီးတော့12နာရီခွဲထိပေါ့နော်။ဆိုတော့အာဘလို့မအဆင်မပြေတော့ဘူးွယ်။ အာကျွန်တော် schedule ပေးထားတာမနှက်လုံနဲ့ဒါပေမဲ့ကျွန်တော်အကြောင်းအခြေအနေရအကြောင်းကိုမနှက်တော့မှဖြစ်တဲ့တဲ့ကျွန်တော်ညနေပိုင်းနေ့လယ်ပိုင်းမှာလုံနိုင်တယ်ဆိုတော့ညနေပိုင်းကျတော့လေကျွန်တော်ကဒီ international school မှာအင်္ဂလိပ်စာသင်ပြမယ်ဆိုလို့ရှိရင်ညနေ9နာရီနောက်ပိုင်းကိုနေတိုင်းမဟုတ်ပေမဲ့အဲ2ရက်3ရက်တော့ယူရမယ်ဆိုတော့အာအချိန်အချိန်ကညနေပိုင်းဆိုလို့ရှိရင်ညနေပိုင်းအများအားမလုံနိုင်ဘူးဒါပေမဲ့ကျွန်တော်ကကျတော့လေသူတို့လည်းအဆင်ပြေကိုလည်းအဆင်ပြေအောင်တက်တက်မထဲပဲလုပ်ချင်တယ်ထားလိုက်ပါတော့ အာဒီချိန်ကနေဒီချိန်နေ့တိုင်းဒီချိန်ဒီနာရီပြင်ပသွားခြင်းနေဆိုတဲ့အခြေအနေမျိုးရှိရဲဆိုတာကြောင့်အဲ့ဒီမှာဟိုကျွန်တော်လုံနိုင်တဲ့ schedule ကိုတတိယဘက်ချိန်နေလုံနိုင်ရဲဆိုတော့ခါကြတော့အဲ့ schedule ကိုပြန်ပြီးတော့ပြောပြထားတယ်ပြောပြပြီးတော့ကျွန်တော်တို့ဟိုသူလဲ check လုပ်နေတဲ့အချိန်ပေါ့နော်ကျွန်တော်တို့အချင်းချင်းဟိုကျွန်တော်လည်း report တင်ထားတယ်သူကလည်း check လုပ်နေတဲ့အချိန်ဒီဒီကြားကာလပေါ့အဖက်မှာလည်းဒီကအเจ้าဘက်က interview ကိုကျွန်တော်စောင့်နေရတဲ့အချိန်ဆိုတော့ဒီကာလမှာကျွန်တော်က အရန်အားနေတယ်လို့ထင်ရတယ်အာမမကိုကောင်းကောင်းမလုပ်ဖြစ်ဘူးဒီကြားရက်မှာကျွန်တော်ဘာလုပ်ဖြစ်နေလဲဆိုတော့အများဆုံးက social media တုံးပြတာပဲတရက်နှစ်ရက်လောက်ဟိုအဖြေလေးဆောင်ရင်းနဲ့ဒီနှစ်ခုစလုံးကအဖြေဆောင်ရင်းနဲ့တစ်ခုခုဆုံးဖြတ်ရမယ်အာ international school က interview ဖြေထားတာအဆင်ပြေလားဒါမှမဟုတ်ဒီ cafe ကအခြေအနေကအဆင်ပြေလားတစ်ခုခုကိုကိုဆုံးဖြတ်ရမယ်အခြေအနေပေါ့နော်အဲ့ဒီအခြေအနေရအောင်တရက်နှစ်ရက်လောက်ဆောင်အောင် စောင့်နေရင်းနဲ့ဒီတိုင်းပဲနေလိုက်ပါအောင်လို့ကိုကူကိုညာလိုက်တာနေပြီးတော့ဘာဖြစ်သွားလဲဆိုတော့အကျင့်လို့ဖြစ်ပြီးတော့နေတိုင်း social media ကိုအရန်တုံးဖြစ်တယ်။အာတနည်းဆိုလို့ရှိရင်ဘလောက်လောင်လဲဆိုလို့ရှိရင်ကျွန်တော်ဖုန်းထဲမှာကအာ stay free application တင်ထားတယ်ဗျ။တနည်းတာတုံးတဲ့ဖုန်းတုံးမှုချိန်ကိုသူကညကြလို့ရှိရင်သူကဟို notify တက်လာရပေါ့နော်။9နာရီတောင်ကြော်တယ်။9နာရီနဲ့18မိနစ်လောက်မသိဘူး။ဆိုတော့တော်တော်လန့်သွားတယ်။ကျွန်တော်မနက်ခင်းကျောင်းကို9နာရီရောက်တော့ဖို့မနက်ခင်း9နာရီခွဲထားရတာကို ခုခုကိုအရင်မဝအောင်ဆိုပြီးတော့အရင်တနာပြီးတော့ပေါ့နော်အတနာစရာကောင်းလိုက်တယ်ငါလေးဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့နော်ခုခုအရင်နေတနာနေရဒါပေမဲ့အဲ့ဒီအချိန်ကိုပြန်ကြည့်ကြရတော့ကျွန်တော်အဲ့ချိန်၈နာရီပြည့်အောင်တော့မယူဝဲနဲ့ကွယ်ဖုံးတုံးမှုရဲ့အချိန်က၉နာရီဆိုတော့ခါကြတော့ဒါကအော်တော်တော်ကိုမတရားတာကြာတော့ပြီပေါ့နော်အဲ့ချိန်ကြာတော့၈နာရီပြည့်အောင်တော့မအိပ်ဘူးအဲ့လိုမအိပ်ရတဲ့တော့ကိုကိုကိုတော့ဒရာမာကြီးချိုးနေပြီးတော့ဖုံးတုံးတဲ့အချိန်ကြာတော့၉နာရီကျော် ါကြီးကတော်တော်ကိုကြောက်စရာကောင်းပါပြီကိုကိုကလည်းတော်တော်လန့်သွားတယ်အဲ့ဒီကနေပြီးတော့ငါဒီတိုင်းနေတော့မဖြစ်တော့ဘူးငါတခုခုတော့လုံးမရတော့မယ်ဆိုပြီးတော့ခါကြတော့အာအတီလေးဝင်လာတယ်ပေါ့နော်အဲ့ဒီအတီလေးကနေလေဒီဗီဒီယိုဖြစ်လာတာလည်းဖြစ်ပါတယ်ကျွန်တော်အားလုံးပဲတည့်ရတိုင်း social media ဆိုတာကအရင်ဆွဲနေနော်အထူးသဖြင့် Facebook ပေါ့နော်အာဒီဘာမှမဟုတ်ဘူးကွဒီ new face သူများရဲ့အကြောင်းအရာတွေကိုပဲဆက်စုနေရတာဒါပေမဲ့ဘာမှမဟုတ်လေအကြည့်ရပါနေတာဖုန်းကင်လိုက်တာနဲ့ auto ီ Facebook တွေကိုရောက်သွားတယ်။တခြားအကြောင်းအရာတော့ဖုန်းခေါ်မလို့ဖုန်းကင်တာပဲဖြစ်အကြောင်းအရာတစ်ခုခုအတွက်ဖုန်းကင်လာရင်တောင်မှပဲလက်ကအော်တိုအချင်းလို့ဖြစ်ပြီးတော့အဲ့ဒီ Facebook တွေကိုရောက်သွားတယ်။နောက်ပြီးတော့ဒီဗီဒီယိုလေးပြီးရင်တော့ငါတော်ပြီငါလုပ်ရစီရလုပ်မယ်။2မိနစ်ဗီဒီယိုလေးပဲထားပါတော့။ဒါပေမဲ့မရဘူးကိုအဲ့ဒီ2မိနစ်ကနေဆွဲကောဆွဲကောဆွဲကောနေ2နာရီဆိုတာဘယ်လိုပုံသွားမှမသိဘူး။အဲ့လိုအဲ့လိုနဲ့အချိန်ကြီးအရန်ကုန်နေတယ်။အရင်ကဆိုလို့ရှိရင်ကျွန်တော်အိယာနိုရာနဲ့အရင်လားအထိပေါ့နော် 29ရက်နေ့မတိုင်းခင်ဒီ meditation လုပ်တဲ့ဈာန်နဲ့နေကြီးတယ်။အာညအိယာဝင်ခံဒီတိုင်းမှာဒီဖျားရှင်ခိုးတယ်ပြီးတော့ခါကြတော့အာဈာန်နဲ့ဒီတနေ့စာကအဲအဖြစ်ပြတဲ့ဟာတွေကို channel လေးအတူချုပ်လေးရေးပြီးတော့မှပဲအဲ့အဲ့လေးအားရှိ။ဒါပေမဲ့ဒီရက်ပိုင်းမှာဘာမှမလုပ်ခွင့်နားလိုက်ပါအောင်လို့ကိုကိုကိုပြောပြီးတော့ခါကြတကယ်ကိုဘာမှမလုပ်တာကွာ channel လေးလည်းမရေးဘူး meditation လည်းမလုပ်ဘူးဆိုတော့အခြေအနေကတော်တော်ကိုပဲအာ ဘယ်လိုပြောမလဲအရန်ကိုပေါ့ပေါ့ပပနေလွန်းနေရပေါ့နော်ကိုကိုကိုတတိလေးဝင်လာတဲ့ချိန်မှာအော်ငါလောက်ဆရာရှိရတယ်အများကြီးရှိနေတာပဲငါမှာလေးလာဆရာရှိရဲ့ course တွေလည်းအများကြီးရှိရဲ့ငါလေးလာဝူရထားတဲ့ course တွေလည်းအများကြီးရှိရဲ့ပြီးတော့ငါကအာဒီနိုင်ငံမှာနေရတဲ့အတွက်ဒီနိုင်ငံကဘာသာစကားကိုလေ့လာသင်ယူလို့ရတယ်ပြီးတော့ငါရဲ့ content တွေပိုကောင်းလာအောင်ဒီ video edit တွေပိုကောင်းလာအောင်ငါလေ့လာလို့ရတယ်ဆိုတော့တည်တယ်အာဒီဟာကိုစောင့်နေနေငါဒါကြီးလုပ်နေလို့ရတယ်ဆိုတော့တည်တည်နေတယ် အရှင်ပါမလားဟုတ်ပဲအချင်းပါပြီးတော့ခါကြဒီရေစီကောင်းနေမှာပဲညောမိနေကိုကိုကိုလည်းဘလို့မှထိန်းလို့မရဘူးဒီခန္ဓာကိုယ်ကတော့အရင် comfort ဖြစ်နေလို့ခံစားရတယ်ဘာလို့လဲဆိုတော့အဲ့ရ low ကနေ meditation လည်းမလုပ်ဘူး journaling လည်းမလုပ်ဘူးတခါလေဖုန်းကိုင်နေ ACC ပဲခင်းစားချိန်ထားစားလိုက်တယ်စားပြီးရနေပြန်ပြီးတော့ဖုန်းကိုင်စကားလေးပါလေးကြည့်ဖုန်းလေးပါလေးကြည့်ပေါ့နော်ကြည့်ပြီးတော့ခါကျတော့နေ့လယ်စားပြရှိရစားပြီးရင်လည်းဖုန်းလေးပဲပြန်လိုက် ခဏကွာအရင်ကွန်ဖော်ဖြစ်နေလို့ခံစားရတယ်။ဒါပေမဲ့စိတ်ထဲမှာဘာဖြစ်တာလဲဆိုတော့ကိုယ့်ကိုယ်ကိုတတိထားကြည့်လို့ရှိရင်တစ်ဖြည်းဖြည်းနဲ့လူကအာပြင်းနာနေလို့စိတ်တက်ကြတဲ့အထိဖြစ်လာတယ်။စိတ်တက်ကြတယ်လို့မျိုးပေါ့နော်။လောက်ဆရာရှိတာတွေအများကြီးရှိနေအောင်တည်တယ်။လောက်ရမယ်ဆိုတာလည်းတည်တယ်။ဒါပေမဲ့အမလုတ်ချင်မှုပေါ့နော်ဒီကိစ္စတွေကိုမလုတ်ချင်မှုဒါမှမဟုတ်လုတ်ကိုလည်းလုတ်လဲလုတ်ရအောင်မှာဆိုရဲပြေးရတယ်ရှိရောဟာကြတော့ဘာဖြစ်လဲဆိုတော့ တဖြည်းဖြည်းနဲ့လူကတော့ပေါ့ပါနေတယ်အောင်ထင်ရပေမဲ့စိတ်ထဲမှာတော့အရန်ကိုလောက်ရအောင်မယ်လောက်ရအောင်မယ်ဆိုတဲ့အတွေ့အကြုံနဲ့လေးလံနေရအခုလက်ရှိကျွန်တော်ရောက်နေတဲ့ဒီလို comfort zone မျိုးကိုကြာတော့ fog comfort stress လို့ခေါ်ပါတယ်ဒီ comfort zone အကြောင်းကိုလေ့လာကြည့်ရခါမှာ comfort zone နှစ်ခုရှိရတွေ့ရတယ်တစ်ခုကကြာတော့ true comfort zone နောက်တစ်ခုကကြာတော့ habitual comfort zone လို့ခေါ်ပြီးတော့သူက fog comfort stress လို့လည်းခေါ်ပါတယ် true comfort zone ဆိုတာကဘယ်လိုမျိုးလဲဆိုတော့ကကြာတော့ အမှန်တကယ်စိတ်ရောကိုယ်ပါအေးချမ်းတာလုံခြုံမှုရှိတာကိုခေါ်တယ်။ဒါပေမဲ့ fault compost plus မှာကတော့အဲ့လိုမျိုးမဟုတ်ဘူး။ခန္ဓာကိုယ်ရတော့လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါပါရှိရယ် comfort ဖြစ်နေရယ်လို့ခံစားရပေမဲ့ကိုယ့်ရဲ့စိတ်ထဲမှာတော့အမြဲလုံရအောင်မလုံစရာရှိနေရတယ်ဆိုတဲ့အတွင်းနဲ့တစ်ချိန်တိုင်းလေးလံနေတာပေါ့နော်။ဒါကို fault compost plus လို့ခေါ်ရတယ်။ဘာကြောင့် fault compost plus တွေကိုရောက်ကြရလဲဆိုတော့ခါကျတော့ကျွန်တော်တို့က င်း comfort zone ထဲမှာဒီ force comfort track ထဲမှာနေနေလို့ရှိရင်ဒီလုံးနေကြအလုပ်ကိုပဲလုပ်ရမယ်ပြီးတော့အများကြီးလုံးနေကြအတိုင်းပဲကွာ routine အတိုင်းပဲ bus run မှာမရှိဘူးအတစ်အတွေ့အကြုံတစ်တည်းလေးလာမှုတစ်တည်းမလုပ်တဲ့အတွက် bus run မှာရှိစရာမလိုဘူးပြောခါကြတော့ stability ဖြစ်တယ်ပေါ့နော်ဒီတိုင်းပဲဒီတိုင်းပဲအဖာပြင်းမလုပ်ရမယ်ဆိုတာစဉ်းစားရမှာမလို့သူကလိုပဲအာကွန်ဒီရှင်လိုနေမယ်လောက်ချင်လိုလုံးမယ်ဆိုရဲအတွင်းနဲ့ဖြစ်နေလိုဖြစ်နေရပေါ့နော်ဒီ comfort track တဲ့ကို default compost strategy ကိုဘာကြောင့်ရောက်နေရတာလဲဆိုရဲအကြောင်းပြချက်ကအဓိကအဖြစ်နဲ့ဘုံကူရှိတယ်ပထမဆုံးတစ်ခုက stress ကျွန်တော်တို့ကလိလာတင်ယူမှုအတိတ်တွေမရှိတော့ဘူးအာဒီတိုင်းပဲပေါ့နော်ဒီလုံနေကြအူချင်းတိုင်းပဲလုံနေရတဲ့အတွက်ဘာဖြစ်ရင်ဘာလုပ်ရမှာလဲဆိုပြီးစဉ်းစားကြရမလို့ဘာပြဿနာကိုလို့ဖြေရှင်းရမှာလဲတွေးကြရမလို့ဘာလို့လဲဆိုတော့ဘာမှမလုပ်လို့လीဆိုတော့ဒါကပထမတစ်ချက်ဒုတိယတစ်ချက်အနေနဲ့ stability ဖြစ်တယ် ဘာပြီးရင်ဘာလုပ်ရမှာလဲအဲ့ဒါပြီးရင်ဘာဆက်လုပ်မှာလဲဆိုပြီးတော့ခေါင်းစားစရာမလိုဘူးဒီတိုင်းပဲပေါ့ပေါ့ပေါ့ပဲနေဘာမှတွေးစရာမရှိဘဲနဲ့နေမတွေးဘဲနေလိုရတဲ့အခြေအနေဖြစ်တယ်ပြီးတော့နောက်ဆုံးတစ်ခုကကြတော့ကိုလုံနေကြ daily routine တွေနဲ့အရန်ကိုကအရင်နည်းနေပြီးတာဖြစ်တယ်ဆိုတော့လုံရှင်တဲ့ဆန္ဒရှိရင်တောင်းပါပဲအဲ့လိုစွန့်စားလိုက်ရင်ဘာအန္တရာယ်ဖြစ်လာမှာလဲဆိုရက်အတွေ့အုံနောက်ကတွေ့ရတကယ်တော့ဒါဒီနေနေကြတိုင်းနေနေလို့ရှိရင်အာ ဒီ MES ဆိုတာလည်းရှိလာခြင်းမှရှိလာမယ်ဒီနေရာမှာလုံခြုံတယ်ဒီစိတ်အခြေအနေနဲ့ဒီ comfort zone ထဲမှာကိုယ့်ကိုယ်လုံခြုံတယ်လို့ခံစားရစေလေဒီနေရာမှာပဲနေဖြစ်လာရပေါ့နော်အဲ့ဒီကနေပြီးတော့ force compass strategy ကနေပြီးတော့ကျွန်တော်တို့ကမထွက်နိုင်နေဖြစ်ကြတယ်။ရာလက်အနေနဲ့ဘာတွေဖြစ်လာလဲဆိုတော့ခါကြတော့ကျွန်တော်တို့ကအတွေ့အကြုံတွေစူးစမ်းလေ့လာမှုတွေမရှိတော့အတွေ့အကြုံတွေရရမလာဘူး။ပြီးတော့တစ်ဖြည်းဖြည်းနဲ့ စိတ်တက်တွေကြလာမယ်။ကိုကိုကိုဘာဖြစ်ချင်လို့ဖြစ်ချင်နေမှမသိဘူး။ဘာဖြစ်လို့ဖြစ်မှလည်းမသိဘဲနဲ့လိုလိုနေရနေပြောစိတ်တက်ကြလာ။ခန္ဓာကိုယ်ကအရန်ပေါ်ပါလွတ်လပ်နေရမှန်လေ၊ comfort ဖြစ်နေရမှန်လေ။ဒါပေမဲ့စိတ်မှာကကြတော့သူ့မှာအာနောက်မှလုံးရအောင်မယ်၊လုတ်ဖို့လုံးရအောင်မယ်၊လုံးမှဖြစ်မယ်ဆိုရဲတွေ့နေ။ဒါပေမဲ့လုတ်ဖြစ်လားဆိုတော့လေမလုတ်ဖြစ်ဘူး။ဒါပေမဲ့လုံးရမယ်ဆိုတော့လေသူကတည်နေတယ်။ဆိုတော့အော်ဘယ်လိုပြောမလဲ။ လူကတော့နားနေတယ်စိတ်ကမနာဘူးပေါ့နော်အနာမရဘူးဒါပေမဲ့ခန္ဓာကိုယ်ကလည်းလိုက်လုံမပေးလို့ဆိုတာကြောင့်စိတ်ကသူ့မှာ stress stress ပိုပြီးလာပြီးတော့ခါကြတော့သူကဘာဖြစ်လာလဲဆိုတော့ခါကြတော့တဖြည်းဖြည်းနဲ့ depression အဆင့်ပြောင်းပါတယ်စီးပွားရေးလုပ်ငန်းတက်ခုစတင်ခြင်းနဲ့ဆန္ဒရေးရှိရာပြီးတော့ parasitic တက်ခုတင်ယူတာပြီးတော့ကျွန်တော် scholarship ရှောက်ဖို့လို့အတွက်အာ deadline ပေါ့နော် deadline ဝေးနေရတာမျိုးပြီးတော့ဒီ project တစ်ခုလုပ်ဖို့လို့အတွက် တလိုင်းခွေးနေသေးတာလို့ပြောချင်ပါဆိုရှင်နောက်မှလုံမယ်နောက်မှလုံမယ်နောက်မှလုံမယ်နဲ့နောက်မှလုံမယ်စရင်နဲ့ရောက်သွားတယ်ဒါပေမဲ့အဲ့လိုနောက်မှလုံမယ်လို့စရင်နဲ့ကိုထည့်လိုက်ပြီးမြက်တကယ်မလုံရအောင်လားဆိုတော့ခန္ဓာကိုယ်ကတော့တကယ်မလုံရအောင်ဒါပေမဲ့ကိုယ့်ရဲ့စိတ်ထဲကိုယ့်ရဲ့အုံနောက်ထဲမှာလုံဖို့ကြံနေတယ်နော်လုံဖို့ကြံနေတယ်နော်ဆိုပြီး remind လာလာလို့ပြောခါကြတော့လူကတော့အော်အလုံးလုံးမနေဘူးဒါပေမဲ့အဒီအုံနောက်နဲ့စိတ်ကအလုံးလုံးနေတဲ့ခါကြတော့အာပြီးတော့ ီခန္ဓာကိုယ်ကမလုံးတဲ့အတွက်ဒီခန္ဓာကိုယ်ဆောက်ဒီအုံအောင်နဲ့စိတ်ကပို့ပြီးတော့လုံးလုံးရရဲဆိုတော့ stress တွေပြီးရဲပို့ပြီးတော့ခံစားရရဲပေါ့နော်အာကျွန်တော်စကားတစ်ခုပြောလို့ရဲနောက်မှလုံးမယ်လို့ပြောတာကတဲ့ဘယ်တော့မှမလုံးတာနဲ့တူတူပဲတဲ့နောက်မှဆိုရင်ဘယ်တော့မှလို့ဖြစ်သွားလိုက်တယ်တဲ့ဆိုပြီးတော့ငငယ်ကဆောက်တော့ထဲမှာဖောက်ဘူးလားအဲ့ဒီပုံစံတိုင်းပဲပေါ့နော်နောက်မှနောက်မှဒါပေမဲ့မဖြစ်မနေလုပ်ရမယ်အလုပ်တွေဆိုရင်တော့တလိုင်းမီ interlust minimum မှာပြီးသွားမှလည်းရှိရဲ့ ိုင်ငံတချို့ကြတော့လည်းမလုပ်ဖြစ်လိုက်တာမျိုးရှိတယ်။ကျွန်တော်ဆိုလို့ရှိရင်ဒီ scholarship တွေအရင်လျှောက်ခဲ့တဲ့ကာလတုန်းကအာ scholarship အစီအရာမှာပေါ့နော်။အာနေပါအောင်နောက်နေ့မှတလိုင်းမိပါရဲ့တလားလောက်လိုပါရဲ့တလားလောက်ကနေဘလို့လို့ develop လောက်ဖြစ်သွားလဲမသိဘူး develop ကနေအော်ရပါတယ်ဒီ scholarship အစီအရာတရက်တောင်မချဘူးပေါ့နော်နိုင်ပိုင်းပဲအဲ့ဒီကနေပြီးအဲ့နောက်ဆုံးရက်အရောက်တချို့ဆိုတော့ခါတလေဆိုလို့ရင်နောက်ဆုံးနိုင်ကြမှာကွာနောက်ဆုံး minutes မှာ apply လုပ်နိုင်တာရှိတယ်တခုဆိုလို့ရင်မိတော်မမိလိုက်ဘူးအချင်း ကျွန်တော်အဲ့ဒီတို့ scholarship essay တခုကိုအာ semi level လို့ရတယ်အဲ့မှာကျွန်တော် essay ပြီးရပြီးပြီးတော့ဟို proof reading လုပ်ချိန်တော့မရလိုက်ပါဘူးအဲ့ဒါကို fine တွားပြီးတော့ထည့်တော့ခါကျတော့ fine site ကကြီးနေတယ်ပြီးတော့ကျွန်တော် fine site ကိုဒီ google မှာလာပြီးတော့ fine site ပြီးတယ်ပေါ့နော် fine site ပြီးနေတဲ့အချိန်မှာပဲဒီ internet နေဘက်မှာ internet ကလည်းအဆင်မပြေတဲ့အချိန်ဖြစ်နေအဲ့တော့အဲ့ဒီမှာ internet အဆင်မပြေတဲ့အချိန်နဲ့တိုးပြီးတော့ခါကျတော့ မကြတဲ့မင်းနဲ့လို့ဒီမှာကြာနေဆိုတော့ဒီမှာ10မိနစ်ပြည့်သွားပြီဒက်လိုက်ကကျော်သွားပြီကျွန်တော်ကအဲ့ဒီဟာကိုလုံးလုံးမပြီးသေးဘူးအဲ့လိုမျိုးအခြေအနေနဲ့ကြုံဘူးရယ်ဆိုတော့ဒါကတော်တော်ကိုလူကိုစိတ်ပင်ပန်းစေတယ်ကျွန်တော်တို့အားလုံးရဲ့ဘဝမှာကျွန်တော်တို့အမှန်တကယ်စိတ်ဒုက္ခပေးရတာလုံးဆရာရှိတဲ့အလုပ်တွေမဟုတ်ဘင်းနဲ့လုံးရအောင်မှာပါလားဆိုရဲကျွန်တော်တို့ရဲ့အတွေးတွေပေါ့နော်အဲ့ဒီအတွေးတွေလုံးရအောင်မယ်လုံးဝကြံနေပြီပါလားဆိုရဲ အတွေးတွေမလုပ်ဖြစ်ပဲနဲ့ဒီလုပ်ဖို့ကြံနေသေးပါလားဆိုတဲ့အတွေးတွေကကျွန်တော်တို့ပို့ပြီးတော့နှိမ့်ဆက်တာဖြစ်ပါတယ်ဆိုတော့ဟင်း comfort zone ထဲမှာတော့နေကြပါကိုကိုကို comfort ဖြစ်အောင်ထားတာလေအဆင်ပြေပါတယ်ဒါပေမဲ့ comfort zone မမှားလို့လိုပါတယ် ကိုကိုကို true comfort zone မှာရောက်နေရလားဒါမှမဟုတ်လို့ရှိရင် for comfort zone မှာပဲရှိနေရလားဆိုတော့ကိုကိုကိုတည်အောင်လုပ်ပြီးတော့ခါကြတော့မှန်ကန်တဲ့နည်းနဲ့ comfort တည်အောင်လုပ်ကြပါလို့ဒီပေးနေဒီဗီဒီယိုလေးကိုဒီကုန်းချုပ်ပါတယ်ဒီဗီဒီယိုလေးကနေပြီးတော့တခုခုရလိမ့်မယ်လို့မျှော်လင့်ပါတယ်ကျွန်တော်ကိုယ်တိုင်လည်းဒီဗီဒီယိုလုပ်ပြီးရအောင်မှာတော့အာ comfort zone ကနေအာ100%မယုံနိုင်တော့မှာပဲအတီလေးတခုရသွားပြီဆိုတော့ရုံးဖို့စူးစမ်းနေမယ်ပေါ့နော် อืมဒီနေ့ကတော့ဒီလောက်ပါပဲဒီဗီဒီယိုလေးကနေတခုရလိမ့်မယ်လို့မျှော်လင့်ပါတယ်နောက်ပတ်တွင်မှာပြန်တွေ့ပါမယ်